ိုးကောင်ကလေးကို တောင်းပန်ခြင်းသူဝေးကုံတန်းလျားပေါ်အိနေရမှ သူနိုးလာသည်တပင်ပေါ်ရှိဟိုးအမြင့်တွင်ကြီးကန်းသုံးကောင်ဟိုးခုံဒီခုံလုံးနေရမှကြွေကြလာသောတဲ့ရွက်ချောင်းများကာ သူမျက်နာပေါ်ပော့တိုက်သွားသဖြင့်သူနှိုးလာခြင်းဖြစ်သည်ပြန်လဲအိတ်ဆက်ဖို့ရာ အစင်မပြေတော့သဖြင့်သူထားထိုင်လိုက်သည်ထိုအခါနောက်ထပ်တိုက်ဆိုင်လိုက်ဖို့စောင့်နေဟန်တူသော အစင်မပြေစရာတစ်ခုကမျက်လုံးထဲတိုးဝင်လာတော့သည်အာတိတ်မနာပေမဲ့သူထိုတို့တီတိုအောင်ကြီးမိသွားသည် သူလက်ကုံကလည်း အလိုအလျောက်ပဲမျက်လုံးကိုသွားပေါ်တော်သည် ပိုးကောင်ဝင်တော်မျက်လုံးကရားရံအနေခက်လာသည်ကို လက်ကအလိုလိုတည်တည်ဟန်ဖြင့်လင်းမြန်စွာသွား၍ပုတ်ခြင်းဖြစ်သည်ငါးချက်ချောက်ချက်လိုက်ပေါ်လိုက်တော့အထံငယ်နေရထိုင်ရကောင်းသွားသည် နောက်ထပ်ဆယ်ချက်လောက်သာပေါ်လိုက်ရင် အနေခက်တာရားရံတာ လုံးဝပျောက်ရှသွားလိမ့်မည်ဖြစ်သည် ို့တော့သူ၅ချက်၆ချက်လိုက်ပို့ပြီးမှပဲရက်ဆဲလိုက်သည်ထမပေါ်တော့ထပ်ပေါ်ချင်ပေမဲ့ထမပေါ်တော့သူတကြုံတရားကိုတွေးမိကထိုတွေးကသူ့ကိုထမပေါ်စေရန်လှုံ့ဆော်သွားခြင်းကြောင့်ဖြစ်သည်သူမျက်လုံးပို့မိလက်ကိုအောက်ချလိုက်သည်သူထိုင်တွေးနေသည်ခါတိုင်းသူ့မျက်လုံးထဲပိုးကောင်ဝင်လျင်ဒါမှမဟုတ်အမိုက်တစ်ခုခုဝင်လျင် သူဘာလုပ်တတ်သနည်းသူပိုးအောင်ဝင်သည်နှင့်အနီးဆုံးကလူကိုပြောပြလိုက်တတ်သည် သူဤတွင်အမျက်ရှိနေသူများမှလည်းသူ့အမေနှင့်သူ့ချစ်သူကောင်းမလေးဖြစ်သည်ပိုးကောင်ဝင်ကြောင်ပြောလျင်အမေကမပွန့်နဲ့မပွန့်နဲ့ပိုးဆိုးသွားမယ်ဟု ပြောတတ်သည် သူကမျက်လုံးကိုလက်နှင့်ဖျဲဖွင့်ထားပြီးမိမိကလေးနှင့်တဟူးဟူးမှောက်ကာ ိုးကောင်ကိုဖယ်ရှားပေးတတ်သည် သူချစ်သူကောင်းမကလေးကလည်းလက်ကင်ဘဝကို တောင်စွန်းလေးတစ်ခုရအောင်ခေါက်ပြီးထိုနူးညံ့သောတောင်စွန်းနှင့်မှမျက်လုံးရည်ကြီးအိုင်တဲ့ကပိုးကောင်ကလေးကို စိတ်ရှည်ရှည်လိုက်ရှာပြီးဖယ်ထုတ်တတ်သည်ပြီးလျင် တဖူးဖူးနှင့်လည်းလေးဖြင့်ဖွားဖွားမှုတ်ပေးကတက်တာသွားလိုက်မယ်တက်တာသွားလိုက်မယ်ဟု တခွန်းတဲ့စကားကို နှကြော့မြန်မြန် ပြောတတ်သည်ယခုသူထိုအဖြစ်တွေကိုသတိရသွားခြင်းဖြစ်သည်ထမပေါ်တော်ချေပိုးကောင်ပါကြောင့်သူ့မျက်လုံးထဲဝင်လာသည်နည်းကိုလည်းသူတွေးနေမိသည်ပိုးကောင်သည်ရေစာနေသောပိုးကောင်များလားသူ့မျက်လုံးကိုရေကြီးအိုင်အမှတ်နှင့်ရေစင်းတောက်ရန်ပြေးလာခြင်းများလားဒါမှမဟုတ်တိတ်ငတ်မွသည့်ပိုးကောင်များလား သူ့မျက်လုံးထဲတွင် စားစရာတစ်စုံတရာတွေ့ရှိမည်ဟု ထင်မှတ်က ဝင်လာခြင်းများလားဒါမှမဟုတ် ပိုးကောင်တွင်မျက်လုံးကပါရဲ့လားရန်တမ်းမှန်တမ်းပြန်လာရင် သူ့မျက်လုံးထဲကို ဝင်လာတာများလားထိုချစ်ကိုတွေးပြီးနောက်သူနောက်တစ်ချစ်ကိုပါဆက်ဆက် တွေးမိသွားသည် ပိုးကောင်က သူ့လမ်းကြောင်းသူအေးအေးဆေးဆေးသွားနေသည်ကို သူကအခုမှအိယာနိုးလာပြီးထထိုင်လိုက်ခြင်းနဲ့တို့ကပိုးကောင်သွားမိလမ်းကို သူ့မျက်လုံးက ပိတ်ကာတားဆီးလိုက်သလို ဖြစ်သွားတာများလားထိုချက်သာမှန်ကန်ပြီဆိုရင်ယခုအဖြစ်အပျက်တွင် သူ့ဘက်ကအမားပြုလုပ်ခြင်းဖြစ်နေပေပြီပိုးကောင်သာသူ့မျက်လုံးထဲမဝင်ပဲဆက်လက်ပြန်တန်းသွားလျင်မိသည့်အရက်တို့ရောက်ရှိနိုင်သည်နည်းကိုလည်းသူ တွေးမိကတည်ကျင်လာပြန်သည်ထို့ကြောင့်နောက်လက်ကြည်လိုက်သည်သူ့မျက်လုံးအနောက်ဘက်တဲ့တဲ့အတိုင်းမြင်းဖြောင့်တကြောင်ဆွဲလိုက်လျင်ထိုမြင်းသည်စူးလေစေဒီတော်သို့တန်တန်ရောက်သွားမည်ဖြစ်သည်ပိုးကောင်သည်စူးလေစေဒီကိုများတွားတာလားဖျားပိုးကောင်များလားယခုတော့ဖျားစီမရောက်ဘဲသူ့မျက်လုံးထဲတွင်တေရှာပြီး ိုးကောင်ကြီးအလောင်းကိုမမြင်ရသေးပေမဲ့ပိုးကောင်သေးချာပြီးမှသူ့သေးချာသိပါသည်မျက်လုံးထဲဝင်သွားသည့်ပိုးကောင်များကိုအရှင်တိုင်းဘယ်တော့ခါမှမတွေ့ဘူးပဲမြစ်တောင်ပုတ်ခတ်ပုတ်ခတ်လှုပ်သည့်တန်းလက်နဲ့ပုတ်သည့်တန်းမျက်လုံးထဲမှအရေများတွင်နှင်းမွန်းသည့်ဒဏ်တို့ဖြင့်သေသွားကြစမြဲပင် ထို့အတူတေးသည့်ပိုးကောင်တိုင်းသည်ငကိုရုပ်အလောင်းတိုင်းပြန်ရလိမ့်မရှိဘဲတစ်ပိုင်းပြတ်နေတာနှစ်ပိုင်းပြတ်နေတာသို့မဟုတ် ပုံစံမပေါ်တော့အောင်ကို လုံးနေတော့တာ မျိုးတွေကြီးဖြစ်ကုန်တတ်သည်အခုပိုးကောင်ဘယ်နှပိုင်းပြတ်နေမလဲဟု သူသိချင်လာသည် ထို့ကြောင့်မျိုးလုံးတဲ့ပုတ်ကနှိုက်ကစမ်း၍ပိုးကောင်အလောင်းကို ရှာကြည့်ရမည်သို့တော့ သူ့မျက်လုံးကိုမပေါ်ဟုဆုံးဖြတ်ထားသည်ကို သူအမိသတိရလိုက်မိသည်ဗန္ဓုလပန်းချံထဲတွင်ဖြစ်သည် ထိုတုန်းကဥယျင်ဝင်ကြီးက300ဖြစ်သည်ဥယျင်ဆောင်အမကြီးကသူ့ကိုခင်ပုံရသည်200တာယူသည်နနခင် နေမြင့်မြင့်ချိန်ကနေညနေဥယျင်ပိတ်ချိန်အထိထင်းမင်းကြိုင်ကလေးဆွဲ၍ရောက်ရောက်လာတတ်သောသူ့ကို ဥယင်ဆောင်အမကြီးကထူဆန်းနေသည်တိကျင်စိတ်ကို မထိန်နိုင်သည့်တနေ့ကဟေ့ကောင်လေးနင်းလာပါအောင်ဟဲ့ဟုစတင်လှမ်းခေါ်ကစကားပြောတော်သည်သူကအသက်ဘလောက်ရှိပြီလဲဘာလုပ်လုပ်တလဲဘဲကလာတာလဲစသဖြင့်မိကုံများမေးပြီးရေတောက်ချင်ရင်လာတော့နော်လွတ်လွတ်လပ်လပ်နေတနေရရသွားခြင်းလဲသွား ြီးမှပြန်ဝင်လာလဲပိုက်ဆံထမ်းမိပါဘူးငါတို့ရန်ကုန်ကနေလို့ကောင်းပါတယ်စသဖြင့်စကားများပြောလေသည်အမကြီးပြောသောစကားများအနေဘာလှုပ်လှုပ်တယ်လဲဟူသည့်မိကုန်းကိုသာ အတိအကျမဖြေခဲ့ခြင်းဖြစ်သည် နောက်ထပ်ပြောသော လော့ကော့စကားများအနေမှာတော့ငါတို့ရန်ကုန်ကနေလို့ကောင်းပါတယ်ဟူသည့်တခွန်းကိုသာ သူကောင်းကပြစ်ခဲ့ခြင်းဖြစ်ပါသည် ထိုမှစ၍သူကိုအမကြီးကပန်းကြံဝင်ကြီး200သာယူတော်သည်ယခုသူ အမကြီးကိုအပြင်ခဏသွားအောင်မည်ဟုပြောကထွက်လာခဲ့သည်သူသည်တွိုင်းလက်သို့ သွားခြင်းဖြစ်သည်တွိုင်းလက်က မောင်းနွေလာဖျားเจ้าရှိပန်းကြံတောင်တွင် ရှိခြင်းဖြစ်သည်သူသည်တွိုင်းလက်ဝင်ကြီးအဖြစ်ငွေနရာကိုထုတ်ပြီးတော့တက်ဖက်လူကတရှူးတထုတ်ပြန်အံသည် အကျွေးကမရှိဘူးဗျထိုလူသည် ထိုစကားပြောသည့်အချိန်အတွင်းသူ့ကိုအာတုံအာနာဖြစ်နေသင့်သည်ဟုသူ့ဘက်ကထင်တော်လဲထိုသူကလမ်းတစ်ဖက်ရှိဖြတ်သားဖြတ်လာအညုသမီးများကိုသာဒူးနှံ့၍လှမ်းကြည့်နေခဲ့သည် သူစိတ်ထဲလေသွားသည့်ဓာတ်အနှငယ်စိတ်ဝင်လျက်တွိုင်းလက်ထဲဝင်ခဲ့သည်အဖို့သွားရန်နေရာတွေက အားလန့်နေတော့လဲ အလေးသွားသည့်အခန်းတွေက လူမအားပင်မိနဲ့အနှဲငယ်ဆောင်ပြီးမှခပ်ပိန်ပိန်လူတယောက်ထွက်လာသည်ဖြင့်တခန်းအားသွားသည် သူဝင်လိုက်သည်တိုင်းလက်ထဲဝင်ထိုင်နေရင်အကျွေမရှိလို့အံ့အံ့ခံခဲ့ရသည့်တရှုထုတ်ကို သူလှက်ပတ်ကြည့်မိသည်သူအကြက်တဲဖြစ်နေပေမဲ့ငွေတရားကိုနှမျောခြင်းမရှိပါသို့သောငွေတရားကသူ့အတွက်အကျိုးရှိစွာ ကုံဆုံးမှ ဖြစ်မိအခြေအနေတွင်တော့ ရှိနေသည်ငွေတရားသည်ဘားလန်းထိတ်ကတရားရန်မောင်းင်းကားဆိုင်တွင်အကြော်မပါသည့်တပွဲဝင်စားလျင်တကယ်အစာမပြေပေမဲ့အစာပြေသည်ဟုတွေးကာကို့အစာအိမ်ကိုလိန်လည်နိုင်မိအခွင့်အရေးရရှိမည်ဖြစ်သည်ယခုတော့နှမျောခြင်းနှင့်အနှဲငယ်ကွဲပြားသောခံရခက်ခက်ဝေဒနာကို ခံစားနေရက ထိုအခွင့်အရေးကိုလက်လွတ်လိုက်ရပြီဖြစ်သည် ူတွိုင်းလက်ထဲမှာအထွက်ဖေးစင်တွင်မှန်းကြည့်ကလက်စင်မီပြီးနောက်လမ်းသွားရန်မျက်နှာတက်လိုက်မိဟု တွေးမိသည်ရှေးပိုက်ခန်းကို နောက်တရက်ထပ်ဖွင့်၍လက်ခုံနေရေကိုခံယူပြီးအားရပါရတက်ချလိုက်မိပြုခြင်းသူ့လက်တွေတွန့်သွားပြန်သည်ဟင်းရှေးပန်းကို ပြန်ပိတ်လိုက်သည်မဖြစ်မျက်နှာတည်ရင်မျက်လုံးကိုပွတ်တာနဲ့ ဘာกว่าတော့မြည်နီမျက်လုံးကိုပုတ်မြည်မဟုတ်သူရေစိုးနေသည့်လက်တွေကိုခါချကအမြန်ပြန်ထွက်ခဲ့သည်ဥယျာဉ်ထဲပြန်ရောက်တော့စောက်တော့ကိုထုတ်ဖတ်ဖို့သူစိတ်ကူးရသည် သို့တော့အိတ်ကိုဖွင့်လိုက်တော့အိတ်ထဲမှာစောက်တချို့ပါလာတော့လေယခုအချိန်တွင် သူမဖက်ချင်တယ်လို့မျိုးဖြစ်နေသောစောက်တွေဖြစ်နေသည်ထို့ကြောင့်ဇက်ကိုပြန်ပိတ်လိုက်သည်ပြီး ခုံတန်းတွင်ခေါင်းကိုနောက်သို့လှန်ကာခါကိုရှော့ချ၍ခဏမိမ့်နေလိုက်သည်သူခဏအိပ်ပျော်သွားသည်ဒီတကြိမ်အိပ်ပျော်ခြင်းနှင့်ဆိုလျင်ဒီတနေ့တည်းတွင်ဒီခုံတန်းလျား၌အိပ်တာ၄ကြိမ်ရှိပြီဖြစ်သည်ယခုသူနိုးလာပြန်သည်စိတ်ထဲက ဖြက်ခနဲနိုးလာခြင်းဖြစ်သည်လမ်းနိုးခြင်းမဟုတ်ဘဲငါအိပ်ပျော်နေတာပဲဟု ိတ်နေရင်းနဲ့အတိဝင်လာကကိုကိုကိုရုံးကန်နှိုးပြစ်လိုက်ခြင်းဖြစ်သည်။နှိုးသည်ဆိုတော့လဲသူမျက်လုံးကိုတန်းဖွင့်ခြင်းမပြုပဲလက်နဲ့ပေါ့ချင်စိတ်ပေါ်လာသဖြင့်အောင်းဤတီးခံရင်မျက်လုံးကိုစမိတ်ထားမိနေသည်။သို့တော့သူနှိုးလာသည်ကိုတခြားလူကပင်သိနိုင်နေသည်။ နုလာပြီလားသားလေးနုညံ့သောအတန်သည် သူ့ဘေးဘက်စီမှတိုးထွက်လာသည် သူ့မျက်နာကိုအတန်လာရာဘက်လက်ကြည့်စေလိုက်သည်အသက်60ခန်းရှိပြီမှ ပိုဖြစ်နိုင်တော့လဲအသက်50ခန်းဟူသာ သူထင်မိသောအမျိုးသမီးတူကို သူတွေးလိုက်သည် သူခုနကထိုအမျိုးသမီးနှုတ်ဆက်မှုအမေပေါ်ပြုံး၍ခေါင်းညိတ်ပြလိုက်သည် အမျိုးသမီးကြီးကအဖြူရောင်အင်ဂျီနဲ့အနှစ်ရောင်ထမိန်တို့ကိုဝတ်ဆင်ထားသည်တန်းပြန့်သူလည်းဖြစ်သည်ပေါင်ပေါ်လောက်တွင်တမာကျန်းစာအုပ်ကိုတင်ထားပြီးထိုစာအုပ်ပေါ်တွင်လက်ဖဝါတစ်ခုကို ဖြန့်ချထားသည်မှလည်းကြည့်လို့ကောင်းလာသည်ဟု သူထင်သည်အန်ဒီစကားနည်းနည်းပြောမယ်နော်ရမလားတာမရဘူးပြောရမှာလားစိတ်မပါစွာပဲ ဟုတ်ကဲ့ ရပါတယ်အန်တီဟုဖြေလိုက်သည်မြို့သမီးကမ်းလက်ချက်ကို သူလက်ခံလိုက်ပုံမှာ လွယ်ကူလွန်းလာသည် အမျိုးသမီးကတမယိုးကြမေးခွန်းတွေဖြစ်သောအသက်အလောက်ကိုင်းနာမည်စတာတွေမေးပြန်ပါသည်သူအမတန်ပြင်းရသောမေးခွန်းများကို တက်ကြွခြင်းမရှိစွာဖြေရပြန်သည်ပြီးနောက်တမချန်းစာဖက်ပြခြင်းနဲ့ဟုပြောသည် သူကြိုမျောလင်းထားပြီးတော့တောင်းဆိုချက်တစ်ခုပင် ဟုတ်ကဲ့နားထောင်ကြပါလေသူစိတ်ထဲတွင် သူမသိရသေးသောတမာကျန်းစာအပိုက်ဖြစ်စေခြင်းသည်ယေရှုသမိုင်းတစ်ခုလုံးကိုမိနစ်20မြောက်အချိန်နဲ့ရအောင်ပြောသွားသည် အမျိုးသမီးကြီးပုံစံကသူ့ဘာသာကို အသေးချာယုံကြည်တတ်ဝင်နေရရှိသည်ကျင်နာမှုပြေွှမ်းနေသောခရိယန် လေယူလေသိမ့်နဲ့ထိုအမျိုးသမီးသည် သူ့ကိုတားပါအလုပ်လုပ်ချင်တာဟုထံမိသည် သူကဒီတကားပုံမုံမှန်ကန်အောင်ဖြေလိုက်သည်အန်ဒီဆူတောင်းပေးမယ်နော်ဒါဟုဆိုကခေါင်းကို လက်ဖွာဖွာနဲ့အုပ်၍စံစာအုပ်ကိုရင်ပတ်ပြီကဆူတောင်းပေးလေတော်သည်ထိုမတိုင်မီတွင်ဥယျံပိတ်ချိန်ရောက်ပြီဖြစ်သောကြောင့် စီပင်လောက်သားအဖိုးတယောက်ကလက်ဆဲခေါင်းလောင်းကိုလိုက်လံထိုးနှင့်အတန်ပြုတ်ခဲ့ပြီဖြစ်သည်သူအနေဖြင့်အမျိုးသမီးဆူတောင်းကို ခံယူရသည်မှာအင်မတန်နေရခံနေသည်သူ့လိုဗုဒ္ဓဘာသာတယောက်အနေနဲ့စုလေစေတီတော်ကြီးကိုကြောပေးထားလျင်နဲ့ယခုလိုဘာသာကြားအမျိုးသမီးဆူတောင်းပေးမှုကိုခံယူနေမိတာတော်တော်မကောင်းသည့်အပြစ်မျိုးဖြစ်နိုင်သလားဟုတွေးမိသည် လက်ကိုပုတ်ချကာဆူတောင်းပေးရမှာပြေးထွက်ခဲ့လျင်ပိုရိုင်းရာကြမည်။ဘာကြောင့်သူတပါဆူတောင်းလေးခံယူဖို့ကိုဒီလောက်ခက်ခဲနေရမှာလဲ။သူငြိမ်နေလိုက်သည်။သူသူ့ကိုယ်သူသိတာတခုတော့ရှိသည်။ကြင်ကြံနိုင်သည် ဖြစ်စေမကြင်ကြံနိုင်သေးသည် ဖြစ်စေသူသည်ဗုဒ္ဓဘာသာဝင်တူသာဖြစ်သည် ဟုသော အချက်ပင်ဖြစ်ပေသည်။ဆူတောင်းခံနေရင် မျက်စိကထက်မှန်ရားလာရာသူ့မှာအကြီးအကျယ်အကြက်တဲတွေ့နေရပြန်သည် အမျိုးသမီးကြီးဆူတောင်းကြောင်းအင်းဟာတစ်မျိုးရနေသည်ဟုလဲသူခံစားလာရပါသည်ဥယျာဉ်ထဲမှာအတူတူထွက်ခဲ့တော့အမျိုးသမီးက35လမ်းထဲမှာနေကြောင်းလာလေနိုင်ကြောင်းဖိတ်ခေါ်သည် တခုခုစားမလားဟုပြောတော့ကစိတ်ပါပေမဲ့သူငင်းဆန်လိုက်သည် ထုံညင်းဆံမှုမှာဘာမှန်းမသိသောအခြေအနေတစ်ခုကိုညင်းဆံလိုက်သည်ဟုသူထင်ပါသည်ထို့နောက်အမျိုးသမီးနှင့်အလိုလိုလမ်းခွဲဖြစ်ခဲ့သည်သူတတိယသဖြင့်ဘေးသို့ကြိလိုက်သောအခါအမျိုးသမီးမရှိတော့ခြင်းဖြစ်ပေသည်နတ်သမီးလုံးအငွေ့ဖြူဖြူများ ပေါ်လာပြီး မိုးပေါ်ပြန်တက်သွားခြင်းလားမြေရောက်လန်းအဖုံးကြားတဲ့မိဆာလို တဟားဟားရေရင်ဝင်ရောက်ပြောက်ွယ်သွားခြင်းလားဟုသူ ဦးကြောင်ကြောင်နိုင်စွာ တွေးဖြစ်တော်မူအချိန်မှာပဲဟိုအဝေးလူအုပ်တဲ့တိုးဝင်သွားသောအမျိုးသမီးအနောက်ပိုင်းကိုလှမ်းတွေ့လိုက်ရသည်သူတန်းဆိုးတန်းထိလျှောက်သွားပြီးတငယ်ချင်းကိုစောင့်နေလိုက်သည်ဘိုးကလေးဈေးထဲမှာတငယ်ချင်းသည်6နာရီအတွင်းအလုံးဆင်း၍ သူစီလာပါသည်တငယ်ချင်းဤစားကောင်းမလေးလဲပါလာသည်တငယ်ချင်းတို့ဇုံတွဲသည်ဝါဖီးသူများဖြစ်ကြသည်လမ်းတစ်လျှောက်တွင်မှောက်ပဲသည်ဇာများစားကြသည် သူပါစားရသည် ထို့သောတနာဤခန့်လျှောက်သွားလျှောက်စားပြီးမှဤစားဖြစ်သူကိုတငယ်ချင်းကအိမ်ပြန်စီရန်တက္ကစီဘော်တင်ကပို့လိုက်သည်တက္ကစီထသားသည်ကိုခြေဖြားထောက်လှမ်းကြည့်ပါက မြင်နိုင်သေးတော့လေတငယ်ချင်းဖြစ်သူက မကြည့်တော့ပဲ လာငါနောက်တစ်ယောက်နဲ့ချိန်ထားတယ်ဟုဆိုကရှေးမှဥဆောင်ရှောက်လေတော့သည်တငယ်ချင်းဤဒီတစ်ခါတွေ့တော့နောက်ထပ်ရည်စားတစ်ယောက်မှာ ခုနကတစ်ယောက်တည်းအသာဖြူသည် ပိန်ပိန်ပါပါရှိသည်သို့တော့မျက်နာလှူရှားမှုနဲ့စကားပြောသောလေတံများမှာတော့ကောက်ကျစ်မှုတွေစွတ်ဖက်နေသည်ဟုသူထင်သည် ဒုတိယကောခုမှ တွေ့ဖူးရုံများနဲ့ဒီလောက်ရရဆက်ဆက်မထင်သင့်မှန်သူစင်ကျင်ဖို့မေ့နေဟန်ရှိသည်တငယ်ချင်းနဲ့ထိုမင်းကလေးတို့သည် ဘာလန်တဲကအေးဆိုင်တွင်ထိုင်ရန်လောက်ကြတော့လေဗန်ဒူလာပန်းချံဤဘေးဘက်ပလက်ဖောင်းပေါ်ရှိ ခုံပူပူကလေးများနဲ့ထိုင်ရသောလက်ဖက်ရည်ဆိုင်ကလေးတွင်သာ ထိုင်ဖြစ်ခဲ့ပါသည်တငယ်ချင်းနဲ့သူ့အငယ်အနောင်ရီစားသည်နှစ်ဦးသာ အလုတ်ပိတ်ရတရတွင် တနေရရာသို့ရှောက်လေကြရန်တိုင်ပင်နေကြသည် ထိုတနေရရာသည် ရေကန်ကျဲတစ်ခုရှိသောနေရာမျိုးဟု သူနှစုံနှပြကြားရသည်တဝိုင်းတဲထိုင်နေသူချင်းနှစုံနှပြတဲ့ပိုကြားရသင့်တော်လဲသူသည် သူတို့စကားများတွင်အာယုံမရှိဘဲလက်ဖက်ရည်ဆိုင်မှဖွင့်ထားသောတခြင်းကိုသာစိတ်နှင့်နေသောကြောင့်ဖြစ်ပါသည်ထိုတခြင်းသည်မောင်မောင်စော်လက်ရေးပြီး အငဲဆိုထားသောအိမ်အမည်ရှိတခြင်းဖြစ်လေသည်ထိုတခြင်းကို သူပထမဆုံးအချိန်နားထောင်တုန်းကအကြောင်းကိုလည်းသူတိတိကျကျအမှတ်မိပါသေးသည်ထိုစင်တုန်းကသူသည်မုံမုံအင်းလျာ၏ပျောက်သောလမ်းမှာစံတဝါဝတ္ထုကိုဖတ်နေခြင်းဖြစ်သည် ထိုစာအုပ်နှင့်ထိုတခြင်းကို တွဲခံစားရတော့ကခံစားချက်သည်တကယ့်ကိုကြေကွဲဖွယ်ကောင်းခဲ့သည် ယခုနားထောင်နေရသောအချိန်တွင်တော့သူသည်အိမ်နှင့်လွန်စွာဝေးသောမြို့ပြညာကြီးလမ်းဘေးလက်ဖက်ရည်ဆိုင်မှဖြစ်နေပြန်သည်စိတ်ထဲတွင်အဝေးမှအိမ်ခေါင်မိုးမှိုင်းပြပြလေးကို မြင်ရောင်မိသည်ထိုအချိန်မျိုးလုံးကရားရံလာပြန်သည် သူမပုတ်ပဲသို့သောပိုးကောင်ကလေးအကြောင်းစိတ်ရောက်သွားပြန်သည်သူရောအိမ်ပြန်မလာလို့သူ့အမေညွန်နေမလားဒါမှမဟုတ် သူ့ဇနီးလေးကအိမ်ရှိထွင်မြော်နေရှာမလားသူထိုးတို့တွေးပြီးတော့အပြစ်ရှိသလိုခံစားလာရပြန်သည် သို့တော့သူချက်ချင်းပဲထိုးခံစားချက်ကိုရုတ်တီနီးနဲ့ပြန်တွေးကဖျောက်ပြင်လိုက်သည်မဖြစ်နိုင်ပိုးကောင်လေးတွေမှာဒီလောက်ခံစားချက်မရှိနိုင် သူ့အမေတွေသူ့ဇနီးတွေနဲ့နှွေးထွေးသောအဖွဲ့အစည်းမျိုးမရှိနိုင် ူထိုတို့တွင်နေခြင်းပဲတခြင်းက သူ့ကြိုက်ဆုံးနေရာသို့ရောက်ရှိလာလေတော်သည်တနေတော့တိုင်မြုံလေးနဲ့ဒီငိမ့်စွာနေခြင်းမာရဲထိုစားသားကို သူတုံးလုံးမှုနဲ့နှစ်သက်သည်ထိုအချိန်တငယ်ချင်းရီစာကလက်နှင့်တိုက်လိုက်၍ရင်နှွေးစီချောင်းအဝါရောင်တစ်ခု သူ့စီလိမ့်လာသည်ထို့နောက်ဆိုင်မှထွက်ခဲ့ကြသည် ပန်းစိုးရန်တို့တငယ်ချင်းနဲ့နှစ်ယောက်သာပြန်လျှောက်လာကြစဉ်တငယ်ချင်းက သူ့ကိုတခုခုပြောကျင်တာလိုမျိုးနဲ့ကြည်ကြည်နေသည်သို့တော့ဘာမှမပြောပေတန်ပေါက်ဆိုင်ရှိရောက်တော့တငယ်ချင်းက သူ့တီတယောက်နဲ့တွေ့ပြန်သည်တခွက်တဖလားဖိတ်ခေါ်နေသဖြင့်တငယ်ချင်းက လိုက်သွားရအောင်ပြောသည် သူကတော့အင်းရင်ပြန်နှင်းတော့မယ်ဟုဆိုကာ ထွက်ခဲ့လိုက်တော်သည်သူယခု ပြန်မိအိမ်မှာတငယ်ချင်းဤအိမ်ပင်ဖြစ်သည်တငယ်ချင်းကအောင်မြင်မီမသေးကြတော့သူ့ကို သူ့အိမ်တွင်တန်တရားကင်းကင်းတင်ကြွေးထားသည် သူတန်လင်းပြန်မိကားပေါ်တက်ခဲ့သည်ထိုင်စားနေရရတော့လဲသူ့ကိုဘေးနှစ်ဖက်မှလူမျိုးသားနှစ်ယောက်ကညှက်ထားသလိုဖြစ်နေသည် ကားဆထွက်ရင်ချောင်းမှာပေါ်ဟုစိတ်ဖြေလိုက်ရာတကယ်ကားထွက်တော့လေနေရာချောင်းသွားပါသည်သို့တော့ထိုလူမျိုးသားနှစ်ယောက်စီမှ ဆိုးရွားသောအနံ့ကသူ့ကိုခေါင်းမှု၍ပြိုလာစေသည် သူမျိုးတော်ကြီးတွင် အကြောက်ဆုံးအရာမှာထိုဘတ်စကာတုံးစီရခြင်းပင်ဖြစ်သည်ကားလမ်းများသည်ကြောက်ပေါက်မာများကဲ့သို့တတိုင်းတိုင်းချိုင်းခွက်ကြမ်းများနှင့်ဖွဲ့စည်းထားသည်အန်ဂျင်စိတ်ကိုအောင်ထားရသည် တစ်ကြိမ်တွင် သူပါဇက်ထဲမှ ချင်းဆုပ်ဆော့အရေးတမျိုးပြုတ်ထွက်လာသဖြင့်သူအမြန်ပြန်မျိုးချလိုက်ရသည်အံလို့မဖြစ်ထို့သောကိုအံဘက်အရေးကို ကိုပြန်မျိုးချသည်ကကိုမပြောပြမချင်းဘသူမှမသိနိုင်အံများထွက်လိုက်လို့ကတော့ဘလောက်တောင်ဆေးရှုစရာကောင်းတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရမလဲမသိသူရှိကခုံဤနောက်မိကိုခေါင်းဖြင့်ထောက်ကတက်တာရာရှာနေမိသည ကားသည့်တစ်ချက်ကလေးမှမငြိမ်ပဲတာဂေတကိုကြော်လာသည်တန်လျင်တရားကို ဖြန့်မှ လေအေးအေးများဝင်လာသည်ဖြင့်နဲနဲတက်တာမိသည်ခုနကလိုချင်းစုပ်စုပ်အံဖက်ရှေ့ပြေးအေးများနှခါကန်ထွတ်ထွတ်လာသည်ရာသူမျိုးချလိုက်ရပြန်သည်အခုမှတက်တာသလိုရှိသည်မျက်လုံးကရားလာပြန်သည်မပေါ်ဟု သူဆုံးဖြတ်ထားသည့်အတိုင်းလုံးဝကိုမပေါ်ရာလွန်သည်ဖြင့် လက်ချောင်းများပင်ကွေးကုတ်လာပါသည် တနေ့လုံးရလာခဲ့သည်မြဒီတစ်ခါအရာဆုံးဟုသူတည်လိုက်သည်မျက်လုံးကိုကုတ်ပြစ်တော်မူဟုဆုံးဖြတ်ကာလက်ကမျက်လုံးစီသွားပြစ်လိုက်သည် သူလေးဘူးတွေကိုမှုတ်ကာစိတ်ကိုထိန်လိုက်သည်မပေါ်မပေါ်ဘူးရလို့တည်သွားသည်မသာအဖြစ် သူမှတ်တမ်းဝင်တော်မူလားပိုးကောင်သည်မျက်လုံးထဲတွင်ဝိညာဉ်ဖြင့်ရှောက်ပြန်တန်ရင် သူတမင်ရအောင်လောက်ကကလဲစားချေနေသည် ဟုပင်ထင်ရသည်ဘေးကအမွေးအမြင်များသော လူမျိုးသားတယောက်ကသူ့ကိုကြည်သေးတော်လဲဘာသည့်ဘာသာပင်ရှေ့ပြန်လှည့်သွားပါသည်ကြိုက်ခောက်ဖီးရရောက်ပါပြီအားလုံးမဲ့ဂိတ်ဆုံးမှာ သူအတော်လေးဝမ်းသာသွားသည် ခီးဂိတ်ဆုံးပြီမဟုတ်လားသို့တော်ကားဘော့ကဆင်းပြီးတော့ဆိုင်ကယ်တစီငါးကရေချောင်းလမ်းစုံဘက်သို့ ထပ်သွားရပါသေးသည်။တငယ်ချင်းအင်ရောက်တော့သူစဉ်းစားထားတာတွေလုပ်ဖို့အားတက်နေခဲ့ပေမဲ့မိကပြက်နေသည်။တငယ်ချင်း၏ဖေနဲ့အမေကိုနှုတ်ဆက်ပြီးတငယ်ချင်းအလုံများနေသဖြင့်နဲနဲနောက်ကြမိဖြစ်ကြောင်းဖာထေးပြောကကိုခန်းတဲဝင်၍ခဏလှဲနေလိုက်သည်။ကံကောင်းသည်။မိเจ้าများက တဖောင်ဖောင်မြည်၍လင်းလာသည်။မိပြန်လာပြီ။သူတနေ့လုံးအောင်ဤကကြံစီခဲ့ရသောအမှုကို ပြူရတော်မူ။ပန်ကားကို သူ့ရှေ့ယူလိုက်သည်။ပြီးလက်တစ်ဖက်က ပိုးကောင်ဝင်သွားသောမျက်လုံးလေးကိုဖွင့်ကာမိမိတားကိုပိုးကောင်ဝင်သားလို့မှုတ်ပေးအောင်ထိုးထိုးပြောလိုက်ကာပန်ကားကိုသူ့ဖွင့်လိုက်သည်။ပန်ကားမလေးတွေတဟူးဟူးနဲ့သူ့မျက်လုံးထဲဒိုးဝင်လာကြသည်။စပင်တွေလည်းအေးမြစွာလွင်လျားသွားသည်။ပြီးမှ ပန်ကားကိုပြန်ပိတ်ပြီးလက်ကင်ပေါ်ဟာကိုထောင်းစွန်းကလေးခောက်ကဤလင်းရေငှားမျက်လုံးတဲပိုးကောင်ဝင်သွားလို့ဖယ်ပေးပါအောင်ဟုပြောက သူ့မျက်လုံးတဲကိုလက်ကင်ပေါ်ဟာအစွန်လင်းနဲ့ဖွားဖွားပုတ်ပေးနေလိုက်သည်သူတနေ့လုံးချုပ်တီးထားသောဆန္ဒလေးပြေးသွားသည်ဖြင့်သူကြည်နူးနေသည် သူအိမ်ရှိထွက်ခဲလိုက်သည်အိမ်တစ်စဲမြိတ်ရှိမီးလုံးဝါတွင် ပိုးကောင်တချို့ဝဲနေသည် သူနီမြန်းနေသော မျက်လုံးနဲ့ထိုပိုးကောင်ကလေးတွေကို ထိုင်ငင်းနေလိုက်သည် ပိုးကောင်ကလေးရေငါနောက်ဘဝပိုးကောင်လောက်ပါမယ်ကွာမင်းကစိတ်ပြက်နေတဲ့လူငယ်လေးတယောက်လို့ပေါ့ငါတောင်းပန်ပါတယ်ကွာငါပိုးကောင်ဖြစ်လာတဲ့ဒီနေ့မှာမင်းမျက်လုံးတည်းပြန်ဝင်ပေးပါမယ်ငါကတိပေးပါတယ်သူ诶 ပိနာစင်ကြာသူပေါင်းကိုကျေးဇူးတူတင်ရှိပါတယ်အားလုံးတာယာချမ်းမြေတော်နေလေးပိုင်ဆိုင်ကြပါစေ။